ကလေးတွေကရောင်းချစရာဈေးွက်ဖြစ်နေပြီလားကလေးတွေကရောင်းချစရာပစ္စည်းတခုပဲတန်ဖိုးထားရတော့မှာလားအားလုံးပဲမင်္ဂလာပါကဘာပေါ်ကထူးဆန်းတဲ့အကြောင်းအရာတွေကိုထူးဆန်းတဲ့အဖြစ်အပျက်တွေကိုအမြဲမပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကလေးတွေကိုကဘာပေါ်မှာအမျိုးမျိုးသောခေါင်းစဉ်တွေနဲ့ရောင်းဝယ်ဖောက်ကားနေကြပါတယ်ငငယ်ကကျွန်တော်တို့စိတ်ထဲမှာကြောက်လန့်နေတဲ့စကားရှိပါတယ် အဲ့ဒါကတော့အိမ်ရဲ့မျက်စိရှေ့အောက်ကနေပျောက်သွားပြီးတော့အပြင်ကိုသွားမယ်ဆိုရင်တယောက်ယောက်ကဖမ်းပြီးတော့ကျွန်တော်တို့ကိုရောင်းစားသွားမှာပါလူကြီးတွေကအဲ့လိုအမြဲချောက်လာတော့ဖမ်းပြီးရောင်းစားလိုက်မှာကိုအမြဲကြောက်နေလေးရှိပါတယ်ဒီဖြစ်ပျက်ဟာအပြင်လောကမှာတကယ်ဖြစ်နေပါတယ်ကျွန်တော်တို့ကြောက်ခဲ့တဲ့ကြောက်စိတ်တွေအပြင်လောကမှာပိုပြီးတော့ကြောက်စရာကောင်းပါတယ်အခုကတော့ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ကလေးရောင်းစားတဲ့ဈေးကွက်အကြောင်းကိုပြောပြမှာပါကမ္ဘာပေါ်မှာကလေးတွေကိုအမျိုးမျိုးသောရည်ရွယ်ချက်တွေနဲ့ရောင်းဝယ်ဖောက်ကားနေကြပါတယ် ဘလို့ရွေချက်မျိုးရင်းနဲ့ရောင်းဝယ်ဖောက်ကားနေကြလဲဆိုတော့တိုက်တစ်ခုဥပမာတစ်ခုချင်းစီနဲ့ပြောပြပါမယ်ဒါဥပမာပဲဖြစ်ပြီးတော့တိကျတဲ့အဖြေစစ်စစ်တော့မဟုတ်ပါဘူးအာဖရိကတိုက်မှာဆိုရင်နိုင်ဂျီးရီးယားနိုင်ငံကကလေးတွေကိုကလေးအလုပ်သမားအဖြစ်ခိုင်းမှုနဲ့လက်နက်လုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်ရောင်းဝယ်ဖောက်ကားကြပါတယ်အာရှတိုင်းမှာဆိုရင်အိန္ဒိယနိုင်ငံကကလေးတွေကိုအခြေခံအကြမ်းအလုပ်တွေကိုလုပ်ခိုင်းဖို့အတွက်ရောင်းဝယ်ဖောက်ကားကြပါတယ် တရုတ်နိုင်ငံကတော့ကလေးတွေကိုစေဝါလုပ်ငန်းတွေမှာလုပ်ကင်ခိုင်းမှုအတွက်ရောင်းဝယ်ဖောက်ကားနေကြတယ်။ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်မိဘတွေကဆင်းရဲကျက်တယ်ပြီးတော့ကလေးတွေကိုလည်းမကျွေးနိုင်ကိုယ်တိုင်ကလည်းလောင်းကောင်မစားနိုင်တာကြောင့်ထုတ်ရောင်းတဲ့အတွက်ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ တောင်အမေရိကတိုက်မှာဆိုရင်ဘရာဇီးနိုင်ငံကကလေးတွေကိုကလေးအလုတ်သမားအဖြစ်အခြေခံအလုတ်ကျန်းတွေမှာခိုင်းမှုတွေရောင်းဝယ်ဖောက်ကားနေကြပြီးတော့မက္ကဆီကိုနိုင်ငံမှာဆိုရင်ကလေးတွေကိုစေဝါရောင်းဝယ်မှုလုပ်ငန်းတွေလက်နဲ့ရောင်းဝယ်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာရောင်းဝယ်ဖောက်ကားနေကြပါတယ်။ဥရောပတိုက်မှာဆိုရင်ရုရှားနိုင်ငံကကလေးတွေကိုစေဝါလုပ်ငန်းနဲ့လက်နဲ့တက်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာရောင်းဝယ်ဖောက်ကားနေကြပြီးတော့ယူကရိန်းနိုင်ငံမှာဆိုရင်မူရစေဝါထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့နေရာမှာကလေးတွေကိုရောင်းဝယ်ဖောက်ကားနေကြပါတယ်။ ကျွန်တော်အခုပြောပြခဲ့တဲ့တိုက်ချင်းစီယာနိုင်ငံတချို့ကကလေးတွေကိုရောင်းဝယ်ဖောက်ကားတာရဲ့တစိမ့်တစ်ပိုင်းပဲရှိပါသေးတယ်။တချို့ပဲပြောပြခဲ့တာပါ။ကလေးတွေကိုတရားမဝင်ရောင်းဝယ်ဖောက်ကားတဲ့စီးရင်ကိုပြည့်ပြည့်စုံစုံပြောပြဖို့ဆိုရင်အများကြီးမှအများကြီးကြံပါသေးတယ်။အဲ့ဒီထဲကမှဖိလစ်ပိုင်နိုင်ငံရဲ့ကလေးတွေကိုတရားမဝင်ရောင်းဝယ်ဖောက်ကားတဲ့အကြောင်းကိုပြောပြပါမယ်။ဖိလစ်ပိုင်နိုင်ငံဆိုတာကအာရှတိုက်ထဲမှာပါဝင်ပြီးတော့အာရှတိုက်တောင်ပိုင်းမှာရှိပါတယ်။ လစ်ပိုင်နိုင်ငံမှာလူမျိုးစုံဘာသာပေါင်းစုံယဉ်ကျေးမှုပေါင်းစုံရှိပြီးတော့လေယာဉ်လုပ်ငန်းကိုအဓိကထားပြီးတော့လုပ်ကင်ကြပါတယ်။2023ခုနှစ် GDP စနစ်ရဲ့တိုင်းတာချက်အရဖိလစ်ပိုင်နိုင်ငံရဲ့အခြေအနေဟာကမ္ဘာအဆင့်မှာအဆင့်40အောက်မှာပဲရှိနေပါတယ်။ကိုရိုနာလိုကပ်ရောဂါတွေနဲ့တခြားအခြေအနေကြောင့်မလို့စီးပွားရေးတွေယိုယွင်းလာခဲ့ပြီးတော့တော်တော်များများဆင်းရဲကုန်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့်ဖိလစ်ပိုင်ရဲ့စီးပွားရေးကိုအရန်ကိုစိုးစိုးဝါဝါထိခိုက်ခဲ့ပါတယ်။လုံနေတဲ့လက်ရှိအလုပ်ကိုင်တွေရက်ဆိုင်လိုက်ရပြီးတော့တောက်မခံနိုင်တဲ့လူတွေကဖျက်သိမ်းလိုက်ကြပါတယ်။ပူးပေါင်းဆောင်ရွက်မဲ့လုပ်ငန်းရှင်တွေနောက်နေသွားကြပြီးတော့ကျန်းမာရေးတွေထိခိုက်ကုန်ပါတယ်။ဒါဖိလစ်ပိုင်နိုင်ငံနဲ့ဖိလစ်ပိုင် လုပ်ငန်းရှင်ကြီးတွေရဲ့ကိုဗစ်ပြီးရဲ့အခြေအနေပါဖိလစ်ပိုင်နိုင်ငံရဲ့အခြေခံလူဒန်းစားတွေရဲ့ဘဝတွေကတော့တွေးနိုင်တာထက်ကိုပိုဆိုးသွားပါတယ် ုံမှန်ချင်းတောင်မှာစားဝတ်နေရေးအတွက်အခက်ကြုံနေရတဲ့ဒီလူတန်းစားတွေဟာအဖက်ဖက်ကကြက်တဲလာပါတော့တယ်ကိုဝမ်းတော့ကိုမစားနိုင်တော့တဲ့အခါမှာကိုဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ကလေးတွေကိုရောင်းစားတာတွေရောင်းဝယ်ဖောက်ကားတာတွေလှုပ်လာရပါတော့တယ်ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားနေတဲ့တရားမဝင်ကလေးတွေကိုရောင်းဝယ်ဖောက်ကွာနေကြတာဟာအယမ်းကိုစိတ်မကောင်းဖြစ်စရာပါဆင်းရဲလွန်းကြတော့အိုးအိမ်သေးချာမရှိဘဲနဲ့ရှာလဲမကျွေးနိုင်ကိုလဲမစားနိုင်တော့တဲ့မိဘတွေဟာချစ်လာစွာတော့တာသမီတွေကိုရောင်းစားပြီးတော့ငွေရှာကြရပါတော့တယ် ပူပြီးရင်နာစရာကောင်းတာအရိုးရိုးတသားစ조사ပြီးတော့ငွေရှာနေရတာခက်ခဲပဲမဲ့ကလေးတွေကိုရောင်းမယ်ဆိုရင်တော့အရန်ကိုလွယ်လွန်ပါတယ် Facebook လိုမျိုး social media platform တွေမှာကလေးတွေကိုရောင်းဝယ်ဖောက်ကားတာကိုအလွယ်တကူပဲလုပ်နေကြပါတယ်ဖိလစ်ပိုင်နိုင်ငံကကလေးမွေးဖွားမှုနှုန်းမြင့်ပြီးတော့2020ခုနှစ်မှာမှတ်တမ်းမှာဆိုရင်တော့တိတိတမ5တန်းတောင်ကလေးမွေးဖွားမှုနှုန်းရှိခဲ့ပါတယ်ကိုဗစ်ကာလကြီးမှာဖိလစ်ပိုင်နိုင်ငံကလူတွေကအရန်ကိုစင်းရဲကျက်တဲ့ပြီးတော့တရက်ကို9ဒေါ်လာလောက်ပဲရကြပါတော့တယ် တနိုင်ကလုံးဆင်းရဲကြတဲ့ကုံတော့ပညာရေးအလုံးအကင်နဲ့ကိုဝင်ဆောင်တွေမွေးဖွားပြီးတဲ့အခါမှာလဲကျမ်းမာရေးဆောင်းချောင်းမှုတွေကမရကြတော့ပါဘူး။ဒါကြောင့်ပဲတချို့မိခင်တွေကသူတို့ရဲ့ကလေးတွေကိုရောင်းချဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာပါ။ဒီဗီဒီယိုမှာဆိုရင်တော့တွေ့ရတဲ့အမျိုးသမီးအရဆိုရင်ကိုဝင်ဆောင်ထားပြီးတော့ကလေးရလည်း၃ယောက်ရှိပါတယ်။စာဝတ်နေရကြက်တဲနေရကြားရကိုဝင်လဲဆောင်ထားတော့အလုပ်လည်းကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ကျမ်းမာရေမကောင်းတဲ့အမျိုးသားကိုဆေးကုရမယ်ပြင်မီးဖွားရင်လည်းပတ်စံလိုလာအောင်မလို့မွေးပြီးသားကလေးကိုပဲရောင်းလိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ရပါတော့တယ်။ကလေးကိုရောင်းလိုက်ဖို့အတွက်ကလေးကိုခွဲခွာနိုင်ဖို့ပါ။သူ့မမအားရင်မရှိပါဘူး။ကလေးကိုမပြောပြရက်တဲ့ပြင်သူ့မင်းရှင်းပြဖို့ပါအဖြေမရှိပါဘူး။ကလေးကိုရောင်းဖို့အတွက်လုံးဝမလုပ်ချင်ပေမဲ့ပတ်စံရောင်းဖို့အတွက်ထွက်ပေါက်ကဒီတစ်ခုပဲရှိနေတော့တာပါ။ဖိလစ်ပိုင်နိုင်ငံမှာကလေးတွေကိုလူလို့ရတဲ့နေရာတွေလည်းရှိပါတယ်။ ဒါပေမဲ့တချို့နေရာတွေကလူလို့ရရဲဆိုပြီးပြူးစုစောင်းရှောက်ပေးထားတာမဟုတ်ဘဲနဲ့အရှိမဘန်းပြပြီးပြန်အောင်စားတာတွေလည်းရှိပါတယ်ဒီလိုပြူးစုစောင်းရှောက်ဖို့ခက်ခဲနေတဲ့ကလေးတွေကိုလာလူလို့လည်းရရဲဆိုပြီးတော့ဆိုရှယ်မီဒီယာနေကြော်ညာတဲ့သူတွေများနေပေမဲ့တရားဝင်တကယ်ကူညီခြင်းတဲ့သူတွေကတော့နည်းပါတယ်တရားဝင်ကလေးတွေကိုအလူခံတဲ့သူတွေလည်းရှိပါတယ် အဖွဲစည်းတွေကနေမဟုတ်ပဲနဲ့ကလေးတွေကိုသူတို့ကလေးတွေအဖြစ်မွေးစားခြင်းတဲ့သူတွေကလည်းရှိပါတယ်။လိန်သူချစ်သူစုံတွဲရေဆိုရင်ကလေးမရနိုင်တာကြောင့်မလို့သူတို့ရဲ့ဆိုရှယ်မီဒီယာနေကြီးညာပြီးကလေးတွေကိုမွေးစားဖို့အတွက်ဝယ်ပါတယ်။ဒါဟာတရားမဝင်ပါဘူး။တရားဝင်နီးလန်းအနေနဲ့မွေးစားလို့လည်းရပါပဲ။စရင်စရားအနေနဲ့ငွေကြွေးတုံးဆွဲရမှတွေကအရန်ကိုအလုံးရှုပ်တာကြောင့်တရားမဝင်ပဲကလေးအမေနဲ့ပွဲစားအနေနဲ့ညှိပြီးဝယ်ရောင်းလုပ်ကြပါတယ်။ဟုတ်ပါတယ်။ကြားလိုက်တာမမားပါဘူး။ဒီအလုံးပါပါပွဲစားတွေရှိနေတာပါ။ ပွဲသားတွေကဆင်းရဲတဲ့ရက်ကွက်တွေစီကိုသွားပြီးတော့ကလေးမေတွေညှိနှိုင်းပြီးတော့ကလေးတွေကိုဝဲပါတယ်။ကိုယ်ကလေးလိုတေးချာမွေးစားမဲ့မိဘတွေစီရောက်သွားရင်ကံကောင်းနိုင်ပေမဲ့ကံမကောင်းဖို့ရာဂိုင်တော့များပါတယ်။တရားဝင်နီလန်းနေနဲ့တရားဝင်မွေးစားထားတာမဟုတ်ပါဘူးအများစုကတော့အယောင်စားခံကြရပြီးတော့အရွယ်နဲ့မမျှတဲ့လုပ်ငန်းခွင်တွေမှာဆင်းရဲပင်ပန်းကြီးစွာဖျက်ဆီးနေရပါတယ်လူတော်တော်များများကလူဖြစ်လာရတာကံကောင်းတယ်လို့တတ်မှတ်ကြပါတယ်ဒါမှမမားပါဘူး လူဖြစ်ကဘာမြေမှာမွေးဖွားလာရတာကရှိရှိသမျှတက်ရှိတိုင်းတက်ကိုအရန်ကိုကန့်ကောင်းပါတယ်ဒါပေမဲ့လူဟာလူလိုနေရမှာကံကောင်းတယ်လို့ဆိုနိုင်ပါပါလူဖြစ်ပြီးတခြားသောတက်ရှိတဲ့တော်ဝါတွေထက်ကိုစင်းရဲနှိမ့်ကြနေရဆိုရင်ကံကောင်းတယ်လို့မဆိုနိုင်တော့ပါဘူး ကဘာပေါ်မှာရှိရှိတည်းများလူကုန်ကူးမှုတွေပပျောက်ပြီးတော့ကလေးရအားလုံးဖြစ်ရှင်တဲ့ဘဝမျိုးမှာရည်ရွယ်ချက်အတိုင်းရှင်တန်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အကုန်လုံးမြင်တော့အောင်ဒီ post လေးကိုလည်း share သွားပေးလို့ရပါတယ်အခုကတော့ဖိလစ်ပိုင်နိုင်ငံကလေးတွေကိုတရားမဝင်ရောင်းဝယ်မှုနဲ့ပတ်သက်ပြီးတော့ပြောပြသွားခဲ့တာပါအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ video တွေကိုအမြဲကြည့်နေတဲ့ဆိုရင်တော့ page ကို like and follow လုပ်သွားပေးပါ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ဗျ